တော်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ကင်မူပါဆိုတော့ဒီနေ့စီစဉ်လို့မပြောခင်မှာကျွန်တော် channel ကို subscribe လုပ်ရသေးတယ်သူများရှင်လှုပ်ထားပြီးတော့ဘေးနားအကောင်းလုံးလေးနှိပ်ထားပေးပါဦးပြီးတော့ VPN လေးဖြွင့်ပြီးတော့ GB ကြောက်လည်းမေတ္တာရက်ခံပါစေဆိုတော့ဒီနေ့မှာတစ်ဆက်ပြီးတော့မှာကတော့ Venom number 2လို့ပြောလို့ရတဲ့ La Debbie Carnage ဖြစ်ပါလိမ့်အဲ့တော့ Venom number 1ကိုမကြည့်ရသေးရင်ရင်သွားကြည့်ဖို့တိုက်တွန်းပါစေကျွန်တော်အောက်မှာ link ချပေးထားပါမယ်ခင်ဗျအဲ့တော့ number 1ထဲမှာတော့အဒီနဲ့ Venom တို့ကဖင်ရှားမှုအာမမခံပဲ Carnage ကြီးကိုဖန်တီးမိသွားပါလိမ့်အဲ့မှာ Carnage ရဲ့ပြန်ပြီးတော့ကျုံးသွားမှာပေါ့ဗျာ ဲ့တော့ပြောနေကြရဗျာဒီနေ့စီစဉ်လို့စားလိုက်အောင်ပါ2021မှာ trash ရှိတာ Venom လက်သေးပြီ Carnage ဖြစ်ပါလိမ့်ဇလိုင်းရဲ့ဆာမှာတော့စိန်အက်စတက်လို့ခေါ်တဲ့လူငယ်ထိန်းသိမ်းအကြောင်းတရိယာပင်သိုးသွန်းရန်ကားတဲ့ကလေးတွေကိုတီးတန့်ထားတဲ့အကြောင်းတစ်ခုမှအစပြုထားပါလိမ့်။အဲဒီအကြောင်းမှာဂလီတာကက်ဆီတီလို့ခေါ်တဲ့ကောင်လေးတစ်ယောက်နဲ့ဖရန်စစ်ဘယ်ရီဆန်လို့ခေါ်တဲ့ကောင်မလေးတစ်ယောက်တို့ကလူငယ်ပြည်ပြည်အနေနဲ့ဤကြတဲ့အတွက်မေတ္တာမျှနေခဲ့ကြပါလိမ့်။ ကလေးတက်ဆိုလူငယ်လေးတယောက်အခုလိုလူငယ်ထိမ့်သိမ်းစခန်းကိုရောက်လာတဲ့အကြောင်းကတော့သူကစိတ်ဆားလို့ထင်ရလောက်တဲ့ထိစိုးဝါလာတဲ့ကွင်းဆက်လူတက်မှုတွေကိုကျူးလွန်ခဲ့လို့ဖြစ်ပြီး Francis ကတော့ဘာပြစ်မှုမှရေလို့ထင်ဆက်ဆားမရှိပေမဲ့သူမမှာအော်တန်တဲ့ဒီလူတယောက်ကိုတတ်နိုင်တဲ့မွေးရပါစွမ်းအားတစ်ခုရှိနေရာကြောင့်ဖမ်းချုပ်ခံထားတာဖြစ်ပါတယ်သူတို့နေရာဝဲအခြေဇလန်လေးကတော်လေးကြီးနူးစရာကောင်းခဲ့ပေမဲ့လို့ Francis ရဲ့စွမ်းအားတွေကတရတခြားပို့ပို့ပြီးတော့ကြီးမားလာနေတာကြောင့်ရဲတွေကရောက်လာပြီးတော့သူမကိုဝေးတနေရာကိုပို့ချဖို့တော့ခေါ်သွားခဲ့ကြပါတယ် သူမကိုအထူးပြုလုပ်ထားတဲ့ရဲကားနဲ့ခေါ်ထုတ်သွားခဲ့ကြပြီးဂလီဒက်စ်တယောက်ကတော့ဗရင်ပေါက်ကနေပဲအော်ခရင်နဲ့ကြံနေခဲ့ရကာအဲဒီနေ့ကဖရန်စစ်ကိုစောင့်ကြည့်ပေးဖို့တာဝန်ကျတဲ့ရဲဝန်ထမ်းလေးကတော့ပက်ထရစ်မူလီဂန်ပဲဖြစ်ပါတယ်လန်ဝါကိုရောက်တဲ့အခါမှာတော့ဖရန်စစ်ကသူမရဲ့အော်တန်စွားကိုအသုံးပြုပြီးထွက်ပြေးဖို့အတွက်ကြိုးစားခဲ့တာကြောင့်ရဲသားလေးပက်ထရစ်ရဲ့ဘဲဘက်နာစီကကွဲထွက်သွားခဲ့ရပါတယ်ရဲကလည်းမှောက်သွားခဲ့ရပြီးတော့ပက်ထရစ်ကနားတစ်ဖက်ကနာကျင်နေခဲ့ရတဲ့ဂျားတွေကနေထွက်ပြေးလို့မြောက်ဆဲဆဲဖြစ်နေတဲ့ဖရန်စစ်ရဲ့ဘဲဘက်မျက်လုံးကိုတနတ်နဲ့ပြစ်ဖောက်ပြစ်လိုက်ပါတယ် အဲဒီကပက်ထရစ်ဘာဝင်တာဝန်ကျရဲရာရှိတော်တော်များများကဖရန်စစ်ကိုတေဆုံးသွားပြီလို့ထင်နေခဲ့ကြပေမဲ့အမှန်တကယ်မှာတော့ဖရန်စစ်ကအသက်ရှင်နေဆဲပဲဖြစ်ပြီးသူမကို Raven Croft လို့ခေါ်တဲ့တီးတန့်အဖွဲ့အစည်းတစ်ခုကခေါ်သွားခဲ့တာပဲဖြစ်ပါတယ်။ဒီကိစ္စတွေကတော့1996ခုနှစ်မှာဖြစ်ပျက်ခဲ့တာပါ။ဒီကနေ့မှာတော့တချိန်ကတာမန်ရဲဝန်ထမ်းလေးတယောက်ဖြစ်ခဲ့တဲ့ပက်ထရစ်ကရဲရာရှိတော်ပက်ထရစ်မူလီဂန်ဖြစ်ယာရုတွေတိုးနေခဲ့ပြီးဂျော်ရဲ့ဇာလိုက်ကျော်ကြီးဖြစ်တဲ့ ADR ဆိုရင်လဲဇန်ကွန်တင်ကျင်းတော်မှာဖမ်းခံထားတဲ့ဂွင်းဆက်လူသားသမား Cletus ကို အင်တာဗျူးလုပ်ရဖို့တော့ဖြစ်လာခဲ့ပါတယ်။ဂလီတာစတာခဲ့တဲ့လူတွေအားလုံးရဲ့အလောင်းတွေတတ်သေးတွေကအခုထိမမေရလက်စုပ်လက်ကင်မပြနိုင်သေးတာကြောင့်အစိုးရအနေနဲ့သူနဲ့ထိုက်တန်တဲ့ပြစ်ဒဏ်ကိုမချနိုင်သေးတဲ့အကြောင်းကိုဘက်ထရီကအက်ဒီကိုပြောပြနေပါတယ်။လိုအီတိုရှေးမဆက်ရမယ်ဆိုတော့အက်ဒီကဆန်ကွန်နေအကျဉ်းအောင်ကိုသွားခဲ့ရပြီးဂလီတာစ်ကိုအင်တာဗျူးစလုပ်ခဲ့ရပါတယ်။အက်ဒီကဂလီတာစ်ကိုသူကျိုးလွန်ခဲ့တဲ့ပြစ်မှုတွေအကြောင်းမေးတဲ့အချိန်မှာဂလီတာစ်ကဘာမှစမပြောခင်သူတခုလောက်တောင်းဆိုခြင်းနဲ့အကြောင်းကိုခွင်တောင်းလာခဲ့ပါတယ်။ အဲ့ဒါကတော့သူ့ရဲ့ကောင်မလေး Francis ကိုပြောချင်တဲ့စကားတချို့ကိုအန်တီကိုခြာရေးခိုင်းနာပြီးအဲ့ဒါတွေကိုသတင်းစာတွေထဲမှာထည့်ခါ Francis သိအောင်မက်ဆေ့တစ်စောင်တွေနဲ့အတိပေးချင်တာပဲဖြစ်ပါတယ်တကယ်လို့သာအန်တီကသူ့ကိုကူညီပေးမယ်ဆိုရင်သူကကျူးလွန်ခဲ့တဲ့အမှုတွေအားလုံးကိုပြောပြပါမယ်လို့ဂရီပေးခဲ့ပြီးအန်တီကလည်းအဲ့ဒါကိုသဘောတူလိုက်ကထွက်သွားတော့မယ်လို့မှာတော့ Greetus ရဲ့နန်နီဘော်ကထူးဆန်းတဲ့ပုံတွေဆွဲထားတာကိုတွေ့လိုက်ရပါတယ်အင်ကိုပြောင်းတဲ့အခါမှာတော့ Venom ကသူတို့နှစ်ယောက်မြင်ခဲ့ရတဲ့ပုံတွေကိုစာရွက်မှာပြန်ရေးဆွဲပေးနေခဲ့ပြီး အဲ့ဒီပုံတွေထဲမှာပင်လယ်ကမ်းခြေပုံတပုံကလည်းပါဝင်ဖြစ်နေပါလေ။ညနေရှင်ဖနုံကတော့အဲ့ဒီပုံတွေကကျူးလွန်ထားခဲ့တဲ့အလောင်းတွေဖြောက်ထားတဲ့နေရာတွေဖြစ်မယ်လို့ပြောနေခဲ့ပြီးတကယ်လည်းအဲ့ဒီနေရာတွေကအပြင်းမာတကယ်ရှိနေတာကြောင့်အဲ့ဒီကရဲတွေကိုဖုန်းဆက်ကဒီကိစ္စကိုအတီးပေးလိုက်ပါလေ။ရဲတွေကလည်းအလောင်းတွေကိုချက်ချင်းပဲလိုက်ရှာခဲ့ရမှာတော့ဂလီဒါစတခဲ့သမျှအလောင်းတွေအလုံးကိုရှာတွေ့သွားခဲ့ပြီးတယောက်ကတော့တေးတန်တိချမှတ်ခံလိုက်လို့ထောင်ထဲမှာအတီးလောင်နေပါလေ။အဲ့ဒီညမှာတော့ဗန်နမ်ကအဲ့ဒီတယောက်ကိုဇွတ်ကြီးကြားနေခဲ့ပြီးတော့ အကြောင်းကတော့အုံနောက်ကြိုက်တဲ့ Venom လိုကောင်ကိုချောကလက်နဲ့ကြက်သားပဲကျွေးပြီးတော့လနဲ့ချီအောင်ဥပုပ်ဆောင်ခိုင်းထားလို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့အရီလဲ Venom ကိုအုံနောက်တော့မကျွေးနိုင်ဘူး။ချောကလက်ပဲစားပဲဆိုတော့ message ချမ်းရဲ့ဆိုင်ကိုဝင်လာမှချောကလက်တွေအကုန်ရောင်းကုန်လေးလို့နှစ်ယောက်သားပွားစီပွားစီနဲ့အိမ်ပြန်လာခဲ့ရပါတယ်။နောက်လေးမနက်ရောက်တဲ့အခါမှာတော့အရီနဲ့ Venom တို့နှစ်ယောက်ကမနက်စာပြင်နေခဲ့ကြပြီးအဲဒီအချိန်မှာတေရန်ချခံလို့တက်ခံတော့မဲ့ Cleitas ကသူမသေးခင်နောက်ဆုံးအချိန်မှာအရီနဲ့စကားပြောခြင်းတဲ့အကြောင်းကိုစာရေးပြီးတော့ပြောပြလာခဲ့ပါတယ်။ ။ဇာထဲမှာတော့ Glitters ကသူ့ရဲ့ငယ်ဘွားအကြောင်းကိုအနေငယ်ရေးထားခဲ့ပြီးသူကငယ်ငယ်ကလေးကဆေးရောဂါတစ်ခုကိုခံစားနေရတဲ့အကြောင်းကိုဝန်ခံခဲ့ကာမိခင်ဖြစ်သူကိုသူကိုယ်တိုင်တတ်ခဲ့မိတဲ့အကြောင်းနဲ့ဘာခင်ဖြစ်သူကတော့သူ့ဘော်ဆိုးဆိုးရွားရွားဆက်ဆံခဲ့တဲ့အကြောင်းကိုပါထည့်ရေးထားပါတယ်။ဒီလိုနဲ့နောက်ပိုင်းမှာတော့ Glitters ကဆင်ယန်စတက်ထိန်းသိမ်းစခန်းကိုရောက်သွားခဲ့ရပြီးအဲ့ဒီကိုရောက်သွားလွယ်တခြားကလေးတွေအနိုင်ကျင့်အောင်ခံခဲ့ရကြောင်းကိုပြောပြခဲ့ပါတယ်။အဂျင်ဖရန်စစ်လို့ခေါ်တဲ့ကောင်မလေးတယောက်ကရောက်လာခဲ့ပြီးတော့ သူမရဲ့ထူးခြားတဲ့စွမ်းအားတွေကိုအသုံးပြုကာသူ့ကိုကာကွယ်ပေးခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့နှစ်ယောက်သားမေတ္တာမျှလာခဲ့ကြတဲ့အကြောင်းကိုရေးထားပြီးတော့စာကိုအဆုံးသတ်ထားပါတယ်။ဒီလိုနောက်နေ့မှာတော့အက်ဒီလဲစာကွန်နေအချင်းအောင်သွားခဲ့ရကာဂလီတက်ဆက်သွားတွေးခဲ့ပြီးတော့အက်ဒီရဲ့အဖေကအက်ဒီကိုမွေးနေမိတွင်ထဲမှာတေးဆုံးသွားတဲ့အက်ဒီအမေအတွက်အက်ဒီကိုအပြစ်တင်ခဲ့တာကိုသိလိုက်ရကာသူနဲ့အက်ဒီတို့နှစ်ယောက်ကတိတ်မကွာကြဘူးပဲလို့ဂလီတက်ကပြောလိုက်ပါတယ်။ဒါကိုကြားလိုက်တော့အက်ဒီကမဟုတ်လဲမကြားခင်မှာအသက်ခံရမယ့်သူဖြစ်တာကြောင့်ကိုယ်စိတ်ကိုထိန်းထားခဲ့ပေမဲ့ ဖန်အောင်လို့ကောင်ကိုတော့ထိန်းထားလို့မရတဲ့အတွက်အဒီတယောက်လုံးတားနေတဲ့ဂျားကလည်းကလီဒတ်စ်ကိုတိုက်ခိုက်ခဲ့ပါတော့တယ်။အဲဒီချိန်အဒီရဲ့လက်ကိုကလီဒတ်စ်ကကိုက်ပြလိုက်တာကြောင့်သွေးထွက်သွားခဲ့ပါတယ်။အဆောင်ရာရှိကလည်းဖြစ်ဖြစ်ချင်းတို့ကဘယ်အသေးနေမှမသိပဲအခုမှထလာပြီးတော့လာတားနေတာကြောင့်နှစ်ယောက်သားလည်းပြန်ပြီးတော့လူခွဲလိုက်ရပါတယ်။ကလီဒတ်စ်ကဆွမ်းနာကဖန်အောင်မြတ်လက်တစ်ဖက်ထွက်လာပြီးတော့တိုက်ခိုက်လိုက်တာကြောင့်အဒီကိုထဲမှာကပားကောင်တကောင်ရှိနေစွာကိုတီးသွားခဲ့ပြီးသူ့ရဲ့ပါဇက်ထဲကိုဝင်သွားတဲ့သွေးတွေကလည်းရိုးရိုးသွေးတွေမှောက်ဘူးစွာကိုရိတ်မိသွားခဲ့ပါတယ်။ ။အဒီရဲ့သွေးဆက်တွေကဗန်နော်မလုံလှုပ်စီလှုပ်စီဖြစ်နေပြီးတော့ဂလီဒတ်စ်ရဲ့အဒီလိုစွမ်းအားရရလာပါစေလို့မျှော်လင့်ရင်းနဲ့သွေးကိုမြုပ်ချပစ်လိုက်ပါလေ။တပတ်ကအဒီရဲ့အိမ်မှာတော့အဒီကဂလီဒတ်စ်ရဲ့ရှေ့မှာရုံလုံးပြလိုက်တဲ့အတွက်ဗန်နော်ကိုရှဲကောနေပြီးဗန်နော်ကတော့သူကသူ့ကောင်းယူထိတာမခံနိုင်တဲ့ပြင်ဘာမှမတုံ့ပြန်ပဲငြိမ်ခံနေတဲ့အတွက်အဒီကိုတော့ပြန်ဆူနေသေးတာပါ။အဲလိုနဲ့နှစ်ယောက်သားရန်ဖြစ်နေခဲ့ကြပြီးတော့ဗန်နော်ကအဒီကိုစိတ်ဆိုးနဲ့အပီတီးနေခဲ့ပါလေ။အဲဒီချိန်မှာအဒီကအေးပေါ်မီးချက်ပြီးခေါင်းလောင်းတွေကိုဖွင့်လိုက်တာကြောင့် ုံးစံတိုင်းဂျိန်လုံးမြင့်တန်နေဆိုရင်အားနေချက်ဖြစ်နေဗန်နမ်ကအဒီရဲ့ကိုယ်ထဲကနေထွက်သွားခဲ့ပါလေဗန်နမ်ကအဒီရဲ့အိမ်မောကနေဆင်းသွားခဲ့ပြီးတော့အမိုက်ကောင်းရဲ့အင်ဂျီယာမင်းတယောက်ရဲ့ကိုယ်ထဲကိုဝင်သွားခဲ့ကယာရူတိုးလာစာကောင်းလို့ဝယ်ထားတဲ့အဒီရဲ့ဆိုင်ကယ်သေးလေးကိုတစားစီဖြစ်သွားတဲ့အထိကိုဖျက်ဆီးပစ်လိုက်ပါလေအဒီကတော့သူ့ဆိုင်ကယ်သေးလေးဗန်နမ်လက်ချက်နဲ့ပျက်စီးသွားတာကိုအပေါ်ကနေကြည့်ပြီးတော့ဂျေကွဲနေပြီမဲ့ဘာမှတော့ဆိုင်ကယ်ကြီးအချင်းအောင်မှာဂလီဒတ်ကိုအစိတ်ထိုးတပ်ဖို့အတွက်ထောင်ပိုင်းတွေနဲ့ထောင်ဝါရာတွေကပြင်ဆင်နေခဲ့ကြပါလေ ကလီတပ်စ်ကိုတတ်မဲ့ပုံရိပ်တွေကိုတော့ကျူးလွန်ခဲ့တဲ့လူသားမှုတွေရဲ့နှစ်နာသူမိသားစုဝင်တွေကလာအောင်ကြိရှိခဲ့ကြပြီးကလီတပ်စ်လိုလူမဆန်တဲ့လူတယောက်ကိုအများဆုံးတေးစေချင်နေခဲ့ကြပါတယ်ကလီတပ်စ်ရဲ့ကိုယ်ထဲကိုအစိတ်တွေစပြီးတော့တွင်းလိုက်တဲ့အခါမှာတော့ခန္ဓာကိုယ်သွေးကြောတွေကအနီအောင်ယာတချို့ကပြန်တွန်းလှန်နေခဲ့ပြီးသူကိုယ်တိုင်းနဲ့အကျော်ကြီးကတ်လာခဲ့ကရုပ်တရက်ဗန်နော်မနဲ့ဆင်းတဲ့အနီအောင်တတဝါကြီးတစ်ကောင်အဖြစ်ကိုပြောင်းလဲသွားခဲ့ပြီးတော့အနာမရှိများလူတွေအားလုံးကိုတတ်ပစ်လိုက်ပါတော့တယ်အရိကောင်ကြီးရဲ့နာမည်ကိုတော့ခါနိစ်လို့ခေါ်ပြီးတော့ သူကဗန်နော်မြက်သွေးကနေဖြစ်လာတဲ့တူကဗန်နော်မြက်သားလို့ပြောလို့ရပြီကဘာကောင်ရဲ့သဘောတရားရဖေးတဲ့သားတလားကြီးဆိုတဲ့အတိုင်းပို့ပြီးတော့စွမ်းအားကြီးနေတတ်ပါလေဂျိုနဲ့ကာနီစလဲဂရီတက်စ်နဲ့ပေါင်းလိုက်ပြီးတော့နေအောင်သားထောင်ထဲရရှိရှိမြအချင်းသားတွေအားလုံးပါဝင်ထောင်ဝင်တန်းတွေအားလုံးကိုပါဆော့ပစ်လိုက်ပါတော့တယ်ဂျိုနဲ့အားလုံးသေဝါးကြတဲ့ခါမှာတော့ကာနီစ်ကထောင်ထဲကရင်ထွက်လာခဲ့ကမြို့ထဲကိုဝင်လာခဲ့ပြီးတော့တတရဲ့ဝစ်စားထားတဲ့လူတယောက်ကိုတွေ့တာနဲ့ဂရီတက်စ်ကအဲ့လူကိုတားပစ်လိုက်ပြီးသူ့ရဲ့အင်ဂျီကိုလဲဝင်ပစ်လိုက်ပါတယ် ိုင်နာတော့ကားပါကင်ထိုးထားတဲ့နေရာကသူသဘောကျတဲ့ကားတစ်စီးကိုယူကထွက်သွားခဲ့ပြီးတော့သူ့ရဲ့ကောင်မလေးဖြစ်တဲ့ Francis ကို like ရှာဖို့အတွက်လှုပ်ခဲ့ပါတယ်။လမ်းမှာတော့ Garish က Cletus နဲ့တူအပေးယူတစ်ခုကိုပြောပြခဲ့ပြီးတော့တကယ်လို့သူတို့နှစ်ယောက်ပေါင်းပြီးတော့ကဘာကြီးကိုအတူတူသိမ်းပိုက်ကြမယ်ဆိုရင်နောက်တစ်ချိန်မှာ Hunter ဖြစ်လာနိုင်တဲ့ Venom နဲ့ Antidote နှစ်ယောက်ကိုအရင်ရှင်းပြကြမယ်လို့ပြောလိုက်ပါတယ်။ Cletus ကလည်း Garish ပြောသမျှသဘောကျနေပြီးတော့တခါလေလက်ခံလိုက်က24/7 sign sign နဲ့ကိုဝင်သွားခဲ့ပြီးတော့ sign နဲ့ laptop ကိုခဏသုံးဖို့အတွက်နဲ့ Cletus ကဝန်ထမ်းတယောက်ကိုမြန်မာလိုကြီးတပ်ပလိုက်ပါတယ်။ အဲ့နောက်တော့ဂါရစ်က laptop ကိုသူ့ရဲ့ဂျိုးသားစွမ်းရဲ့တချို့နဲ့ကိုင်းထွက်လိုက်ပြီးအင်တာနက်ကနေစင် Francis Barrison က Raven Crow လို့ခေါ်တဲ့တီးတန့်အဖွဲ့စည်းတစ်ခုမှအချုပ်ခံရအောင်ကိုတည်သွားခဲ့ပါတယ်ရုပ်ရှင်တစ်ပတ်မှာတော့ Attica Venom မရှိတော့တဲ့အတွက်တယောက်တည်းဘွားကိုဖျက်ဆီးနေရပြီးငနေ Venom စားသွားတဲ့ chocolate တွေနဲ့ညအနှစ်ယောက်သားရံဖြစ်ခဲ့တဲ့အပြစီအမိုက်တွေကိုပါရှေ့တင်ခဲ့ရပါတယ်တပတ်က Venom ကလည်းသူ့ရဲ့ချစ်တုံးကြီး Addy မရှိတော့အောင်စိတ်ထိခိုက်နေပြီးတော့မျိုးထဲမှာရှောက်သွားနေခဲ့တာပါ Addy စီကိုရဲရာရှိ Patrick Mulligan ရောက်လာခဲ့ပြီးတော့ ဂလီဒတ်တယောက်မကောင်းဆိုးတာကောင်ဖြစ်ကိုပြောင်းလဲသွားခဲ့ကထောင်ကနေထွက်ပြေးသွားတဲ့အကြောင်းကိုလာပြီးတော့ပြောပြခဲ့ပါတယ်။ပြီးတော့အဒီနာဂလီဒတ်တို့ရဲ့နောက်ဆုံး interview မှာဘာတွေပြောနေခဲ့ကြလဲဆိုတာကိုမေးနေပြီးတော့ဂလီဒတ်ထွက်ပြေးလွတ်မြောက်သွားတာနဲ့တခုများပတ်သက်နေမလားလို့အဒီကိုမေးလိုက်ပါတယ်။အမန်တကယ်တော့နောက်ဆုံး interview ကြောင့်ဂလီဒတ်နဲ့ဗန်နွန်တို့ရန်ဖြစ်ခဲ့ကြပြီးတော့ဂါနီဆိုတဲ့တရဝါကိုဖြစ်စေခဲ့တဲ့ဆိုပေမဲ့အဒီကဗန်နမ်နဲ့ပတ်သက်တဲ့လူဝတ်ချက်တွေပေါ်ကုန်မှာဆိုတဲ့အတွက်ဘာမှမပတ်သက်ပါဘူးလို့ပဲပြန်ဖြေလိုက်တာပါ။ ။တပတ်မှတော့ Venom က Halloween Party တစ်ခုမှရောက်နေပြီးတော့ Party ပွဲတက်လာကြတဲ့လူတွေအားလုံးက Venom ကိုဝှေ့ဆုံဝှေ့ထားလူတယောက်လိုပဲထင်နေခဲ့ကြကာကောင်းလိုက်တဲ့ဝှေ့ဆုံဆိုပြီးတော့အထင်တွေကြီးကုန်ကြပါလိမ့်။ Venom ကလည်း Eddie နဲ့ပတ်သက်တဲ့လူကြီးကွဲနေတော့မဲဖြစ်ပြီးတော့စေမုံတက်လိုက်ကဂျိုသားတွေရာလဲလူသားတွေနဲ့အတူတူဒန်ဟုခွင်းရတဲ့နယ်လို့ပြောလိုက်ပြီးဂျိုသားနဲ့လူသားတွေဟာချင်းချင်းပေါင်းဖက်နေကြတဲ့နယ်လို့ပြောလိုက်နေပေါက်ကရတွေရှောက်ပြီးတော့ပြောနေခဲ့ပါလိမ့်။တပတ်မှတော့အက်ဒီကဗန်နုံဆွဲပေးခဲ့တဲ့ဂလီတက်ရဲ့ပုံချမ်းတွေတဲက ်ဂလီဒတ်ရှိနေလောက်မဲ့နေရာကိုရှာရင်းနဲ့ခေါင်းစားနေခဲ့ပါတယ်။အရိပုံတွေထဲမှာတော့စိန်အက်စတက်ဆိုတဲ့လူငယ်ထိမ့်သိမ်းចောင်းចောင်းရဲ့ပုံကလည်းဘာဝင်ဖြစ်ပြီးတော့အရင်ကသူ့စီကိုရေးခဲ့တဲ့စာထဲမှာပါနေရာကိုမှတ်မိသွားခဲ့ကဒဲလွန်စာတစ်ခုရလို့ရညာဆိုပြီးတော့ချက်ချင်းပဲထွက်လာခဲ့လိုက်ပါတယ်။စိန်အက်စတက်ထိမ့်သိမ်းចောင်းရောက်တဲ့အခါမှာတော့အဒီကဂလီဒတ်ရဲ့နာမည်အတူကောက် CK နဲ့ Francis Barrison နာမည်အတူကောက် FV နှလုံးကိုအသေးပုံလေးနဲ့တစ်ပင်တစ်ခုမှအမှတ်တရဆွဲထားတာကိုတွေ့လိုက်ရပါတယ်။အဒီကတော့ဒီစာလုံးတွေရဲ့အဓိပ္ပာယ်မသိတာကြောင့် ရဲရာရှိပက်ထရစ်မူလီကန်စီကိုဖုံးဆသီးပေးလိုက်ပြီးအိုင်ရွန်မန်မူလီကန်ဒီစာလုံးတွေဟာကလီတက်စ်လို့အတွဲရဲ့နာမည်အတူကောက်တွေဖြစ်တဲ့အကြောင်းကိုပြောပြလိုက်တာပါဒါပေမဲ့ဖရန်စစ်ကသူ့ရဲ့မျက်စိရှေ့မှာနေတေဆုံးသွားခဲ့တာကိုမူလီကန်သူကိုယ်တိုင်မြင်လိုက်ရတဲ့အကြောင်းကိုအက်ဒီကိုပြောပြလိုက်ပြီးနှစ်ယောက်သားဘာလို့လို့ဘာကံမှမသိဖြစ်နေခဲ့ကြပါလိမ့်တချိန်ထဲမှာပဲရေဗန်ခရော့ကတည်ထန်ဌာနမှာဒေါက်တာပန်ဆိုလိုခေါ်တဲ့မျိုးသမီးတိတ်မြတ်မြညာရှင်တယောက်ကကလီတက်စ်တယောက်ထောင်ကနေထွက်ပြေးလို့မြောက်လာပြီးဆိုတော့ကိုဖရန်စစ်ကိုပြောပြလိုက်ပါလိမ့် ဒါပေမဲ့ဒေါက်တာပန်ဆိုက Gleeders အနေနဲ့ Raven Croft လို့တီးတဲ့နေရာတစ်ခုကိုဘယ်လိုမှရောက်လာနိုင်မှာမဟုတ်ဘူးလို့ပြောနေပြီးအမန်တကယ်မှာတော့ဆရာသမား Gleeders ကကြိုရောက်နေနေပြီးသားဖြစ်ကသူမကို Garnish Lad တွေနဲ့လယ်ဘေးကိုညှက်ပြီးတော့တပစ်လိုက်ပါတယ်အဲနောက်တော့ Gleeders ရဲ့ Francis ကိုခေါ်ပြီးတော့ Raven Croft ကလည်းအတူတူထွက်ပြေးလာခဲ့ကြပါတယ် Jerry နဲ့လုံချုံကြီးတွေကလည်းရောက်လာခဲ့ကြပြီးတော့ Gleeders ကိုတားဖို့လှုပ်ခဲ့တာကြောင့် Garnish နဲ့အပြန်အလှန်တိုက်ခိုက်ခဲ့ကြပါတယ် Francis ကသူမရဲ့ order ကိုတုံးပြီးတော့ Garnish ဘက်ကနေကူတိုက်ပေးဖို့တော့လှုပ်ခဲ့ပေမဲ့ ်ဂျိန်နှုံးမြင့်အတန်တွေကဂါနိရှ်ကိုနာကျင်စေတာကြောင့်ထပ်ပြီးတော့မလုံတော့ဖို့အတွက်တားလိုက်ရပါတယ်ဂျိုနဲ့ခဏလောက်တိုက်ခိုက်ခဲ့ကြပြီးတဲ့နောက်မှာတော့ကလီတက်စ်နဲ့ဖရန်စစ်တို့နှစ်ယောက်လည်းအောင်မြင်စွာနဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပြီးမျိုးတဲကိုပြန်လာခဲ့ကြကဗန်နိုမနိုနှစ်ယောက်ကိုလိုက်ရှာပြီးတော့တတ်ကြဖို့အတွက်လှုပ်ခဲ့ကြပါတယ်ဒီဘက်မှာတော့ဗန်နိုမြဲအခြေအနေကတပိပိနဲ့ဆိုးရွားလာခဲ့ပြီးတော့သူ့ကိုလက်ခံထားနိုင်မဲ့အတီလိုတန်ပါတဲ့လက်ခံကောင်မရှိတာကြောင့်ဘသူထဲမှာကြာကြာပေါင်းဆက်လို့မရဘဲနဲ့တိုင်ပတ်နေခဲ့ပါတယ်ဂျိုနဲ့ဗန်နိုမလဲတေလူမျိုးပါးပြီးဖြစ်လာခဲ့ပြီးတော့ သူ့ကိုကူညီဖို့အတွက် message chance စီကိုတွားရောက်ခဲ့ရပါတယ်။တချိန်တည်းမှာပဲ Addy ကို Patrick ကသူနဲ့အတူတူ Cleitas Trap ပြေးလွှမ်းမြောက်သွားတဲ့အမှုကိုဖြေရှင်းဖို့အတွက်ခေါ်ထားခဲ့ပါတယ်။သူက Life Foundation Company မှာဖြစ်ခဲ့တဲ့ Apollo Agatha ရင်ပြတ်ကျမှုကိစ္စတွေအတွက် Addy ကိုတန်တရားဝင်နေပြီးတော့ Addy ကလည်းသူ့မှာရင်ကကပ်ပါကောင်ရှိခဲ့တဲ့ဆားတဲ့ခါမှာတော့သူကသူ့ရဲ့ကိုယ်ထဲကနေ Venom ထွက်သွားတဲ့အကြောင်းကိုပြောပြခဲ့ကာသူကအခု Venom ရဲ့သွေးကနေဖြစ်လာတဲ့နောက်ထပ်အကောင်တစ်ကောင်ကိုတိုက်ခိုက်မှာမဟုတ်လို့ Venom ကိုပြန်ရှာဖို့လိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ် အန်ဒီကလည်း ADS ကားကိုနားထောင်လိုက်ပြီးတော့သူ့ရဲ့ကြီးစားဒေါက်တာဒန်လူးဝစ်နဲ့အတူတူမျိုးတဲကိုပတ်သွားပြီးတော့ဂျေဇူးရှင်ကြီးဖနော်မောကောက်ရွေးပုံတွေကအက်ရှာသူလိုက်ပြီးတော့ရှာနေခဲ့ရပါတယ်သူတို့ပထမဆုံးရှာခဲ့တဲ့နေရာကတော့ message chain ရဲ့ဆိုင်ကိုပဲဖြစ်ပြီးတော့အကြောင်းကတော့ Venom နဲ့ပတ်သက်လို့သိတဲ့လူနည်းစုထဲမှာ message chain ကဖနော်မအခင်ဆုံးနဲ့အချစ်ဆုံးလူတယောက်ဖြစ်တာအကြောင်းပဲဖြစ်ပါတယ် message chain ကအန်ဒီပေါ်မှာစကားပြောတာဒေါသတန်ပါနေရာကြောင့်အန်ဒီကသူမရဲ့ကိုယ်ထဲမှာ Venom ရှိနေရဲဆိုတာကိုတီးသွားခဲ့ပါတယ် ါတောင်သူမကဗန်နိုမ်ကိုအဒီတယောက်သူ့ရဲ့အကူကြီးလိုနေဖြစ်လို့သူမနဲ့တူလိုက်ခဲ့ဖို့ခေါ်နေပြီဗန်နိုမ်ကလည်းစိတ်ကောင်းနေမဲ့လိုက်သွားပြီးခဲ့ပါလေဒိုနေပဲရက်စကန်ကိုရောက်လာကြတဲ့ခါမှာတော့ဗန်နိုမ်ကအဒီကိုစိတ်ဆိုးနေတော့မဲ့ဖြစ်တာကြောင့်သူ့ရဲ့ကိုယ်ထဲကိုပြောင်းမွေခဲ့ပဲနဲ့အန်တီနဲ့ပေါင်းဆက်ပြီးတော့ပဲထောင်ထဲကနေထုတ်သွားပြေးလိုက်ပါလေရဲတွေပြောင်းလာကြတဲ့ခါမှာတော့နန်ဘောကအပေါက်ကြီးကိုပဲတွေးလိုက်ရပြီရဲရာရှိပက်ထရစ်ကတော့အဒီမှာကပ်ပါးကောင်တကောင်ရှိနေအောင်သိလိုက်ရလို့အကြီးကျယ်ပေါက်ကွဲနေပါတော့တယ် နောက်တစ်ခါမှာတော့ Venom ကအန်ဒီရဲ့ကိုယ်ထဲကနေသူ့ကိုတောင်းမှန်မှုအတွက်ပြောနေပြီးတော့အန်ဒီကိုစိတ်ကောက်နေတုန်းဖြစ်တာကြောင့်အန်ဒီတောင်ချော်ပြောနေရအောင်လက်မခံပဲဖြစ်နေခဲ့ပါတယ်။ချော်ပြောလို့မရတာနဲ့အန်ဒီလည်းစိတ်မရှိတော့ပဲအော်ငေါက်မိတဲ့ခါမှာတော့ငနေရသူ့ကိုအော်လို့ဆိုပြီးတော့ကောက်ဆရာမရှိချန်ဖန်ကောက်နေခဲ့ပါတယ်။ဒါပေမဲ့အန်ဒီကပါအန်ဒီဘက်ကကူပြောပေးနေခဲ့တာကြောင့်ခဏလောက်စဉ်းစားပြီးတဲ့နောက်မှာတော့ Venom ကအန်ဒီကနေတဆင်အန်ဒီကိုလှမ်းဖက်လိုက်ပြီးအန်ဒီကအန်ဒီကိုနမ်းမှုလောက်ခဲ့မယ်သူမကညင်းပြစ်လိုက်ပါတယ်။ အဲဒါမှတော့အဒီကအန်ဒီနဲ့ဒန်တို့နှစ်ယောက်ကိုဂူးဆိုင်ကြဖို့မှာနေပြီးတော့လုံကြုံတဲ့နေရာဒီမှာပုံနေကြဖို့အတွက်ပြောလိုက်ကတကယ်လို့ကာနီရှဲတိုက်ခိုက်တာဟုတ်တာခံခဲ့ရလို့ရှိရင်မီးနဲ့ကြိမ်နှုံးမြေအတန်တွေကိုတုံးပြီးတော့ခုခံဖို့အတွက်မှာထားလိုက်ပါလိမ့်ဗန်နုံကတော့ဒန်ကိုအန်ဒီနဲ့အဒီကြားကအဆိုင်ကဲတစ်ခုလိုပဲတတ်မှတ်ထားတဲ့အတွက်ကြည်မြာဖြစ်နေပြီးတော့မတော်တဆလိုလိုထားနဲ့သုံးချက်လောက်ပိတ်တီးပေးလိုက်ပါသေးတယ်ဒါပေမဲ့ကာနီရှဲတော့ဘာမှမဖြစ်ပဲဂလီဒါစာပက်ထရစ်ကိုဖမ်းထားလိုက်ပါလိမ့်ဖရန်စစ်ကတော့အဒီရဲ့အိမ်မှာအဒီကိုလိုက်ရှာနေခဲ့ပေမဲ့မတွေ့ခဲ့ရပဲ အန်ဒီပြန်ပေးခဲ့တဲ့စေးစားလက်စွန်းနဲ့နှစ်ယောက်တူတူရိုက်ထားတဲ့အမတ်တရဓပုံလေးကိုသာတွေးလိုက်ရတာပါဒန်နဲ့အန်ဒီတို့ကတော့မျိုးတွေကနေထွက်သွားဖို့အတွက်လုံနေခဲ့ကြပြီးတော့စိတ်မကောင်းစွာနဲ့ပဲဒန်ကိုဖရန်စစ်ကကားထဲမှာဖမ်းထည့်ထားလိုက်ကအန်ဒီကိုဒန်ရဲ့အသက်နဲ့ချိန်ချောက်ပြီးတော့အန်ဒီရှိတဲ့နေရာကိုပြောပြဖို့အတွက်ပြောလိုက်ပါလေဒါမဲ့အန်ဒီကပြောပြဖို့အတွက်ညှင်းဆိုခဲ့တာကြောင့်သူမကိုတခါတည်းဖမ်းထားလိုက်ပြီးဒန်ကိုလိမ့်စာတစ်ခုရေးပေးခဲ့ကအန်ဒီရဲ့ခေါင်းနဲ့အန်ဒီကိုဒီညလာလဲဖို့အတွက်ပြောလိုက်ပါလေဖရန်စစ်ထွက်သွားတဲ့ခါမှာတော့ဒန်ရဲ့ဇနီးဖြစ်လာတော့မဲ့ဖရန်စစ်တို့က စိတ်ကြိုက်လက်စားချီလို့ရအောင်ပက်ထရစ်ကိုမင်္ဂလာလက်ဆောင်တွေနဲ့ပေးလိုက်ပါလေသူတို့ရောင်းရဲ့လက်ထပ်ပွဲကြီးနဲ့လာရှာခဲ့ပါလေဒါမဲ့သူ့တဲ့လူကောင်လေးကြီးပြီးတော့ညီရဲနေတဲ့ကားကြီးကိုတွေးလိုက်တဲ့ခါမှာတော့ဗန်နိုဒိုနဲ့နှစ်ယောက်သားရဲ့တိုက်ပွဲကစတင်လာခဲ့ပြီးတော့ဖရန်စစ်ကကာနိစ်ဘက်ကနေအော်တန်နဲ့တိုက်ခိုက်ပေးဖို့လုပ်ခဲ့ပြီမဲ့သူ့ကိုထိခိုက်စေတာကြောင့်ဆောက်ခွားကိုတစ်ချက်ပြေးရိုက်လိုက်ပြီးတော့အသံမထွက်ဖို့အတွက်ပြောလိုက်တာပါတောင်မီလန်တော့ဂလီတက်ဆာစိတ်ဆိုးသွားခဲ့ပြီးတော့ခွဲထုတ်ဖို့အတွက်လှုပ်ခဲ့ပြီမဲ့ကာနိရှာပြန်ဆွဲထားလိုက်ပါလေကာနိရှာဗန်နိုမ်ကိုစူးဂျုံနေနဲ့လှမ်းပစ်လိုက်ပြီမဲ့ ဖန်နုံကနန်ဘော်ဒီရှောင်ပြေးပြီးတော့ဂါနိရှ်ကိုထိုးချပစ်လိုက်ပါတယ်။ပြီးတော့နှစ်ယောက်သားနှစ်ပန်းလုံးတွေကဲကြပြီးတော့တကယ်တော့ဂါနိရှ်ကပို့ပြီးတော့တန်ပါပြီးစွမ်းအားကြီးပေမဲ့တကယ်တမ်းကြီးမယ်ဆိုရင်နှစ်ယောက်သားလေးပဲရှိသေးတာကြောင့်ဘေဘေးကြီးဖန်နုံတော့မကြမ်းနိုင်ဖြစ်နေခဲ့ရပါတယ်။ဒီလိုနဲ့တယောက်တစ်ချက်မဟာရီယာရီဇက်တိုက်တီးနေခဲ့ကြပြီးဖန်နုံကနန်ဘော်မှာချုပ်ထားတာခံလိုက်ရပါတယ်။တချိန်မှာပဲဖရန်စစ်ကပက်ထရစ်ကိုသူမရဲ့တန်နဲ့တပစ်ဖို့အတွက်လုံနေခဲ့ပြီးတော့ဂါနိရှ်ကသူ့ကိုထိခိုက်မှာဆိုးတဲ့အတွက်ကြောင့်စောက်တဲ့ကြေကြေမထွက်နဲ့ကောင်မလို့ဖြဲပြီးတော့သတိပေးလိုက်ပါတယ် တို့နှစ်ယောက်စကားများနေကြတဲ့ချိန်ကိုတစ်ဖက်က Patrick ကအခွင့်အရေးယူပြီးတော့ဒက်လီကားတစ်ခုပေါ်တက်ပြေးသွားခဲ့ကသူ့ရဲ့လူတွေကိုဖုံးဆက်ပြီးတော့လမ်းခေါ်ဖို့အတွက်စူးစမ်းနေခဲ့ပါလိမ့်။အောက်ဖက်မှာတော့ Vanom ကနိုင်မချုပ်ထားတာခံခဲ့ရတာကနေလွတ်မြောက်လာပြီးနောက်တစ်ခေါက်ထပ်အဖမ်းခံလိုက်ရက Father အဲ့ဒီချိန်မှာပဲဒန်ကအပေါ်ကနေရောက်ချလာခဲ့ပြီးတော့ဒက်စီရီကိုလောင်းချပစ်လိုက်ကကားနေကိုမီးရှို့တဖို့အတွက်လုံနေခဲ့ပါလိမ့်။တပတ်မှာတော့ Francis ကပက်ထရစ်ကိုအရင်ကသူမရဲ့မျက်စိတစ်ဖက်ကိုတနတ်နဲ့ပစ်ဖောက်ခဲ့တဲ့အတွက်ကြောင့်လက်စားချေတဲ့အနေနဲ့မျက်စိတစ်ဖက်ကိုလက်နဲ့နှိုက်ဖောက်နေခဲ့ပြီး အဲဒီချိန်ပြင်ဘက်ကနေကားလေးရဲ့အော်တန်ကိုကြားလိုက်ရတာကြောင့်ထွက်သွားခဲ့ပါတယ်ခါရက်ကိုက်စားပြစ်လိုက်ဖို့အတွက်လှုပ်လိုက်ပေမဲ့ကန်ကောင်းကျွန်တော်ဗန်နမ်ကရောက်လာပြီးတော့အပေါ်မှာရှင်ချဖို့အတွက်ဆွဲခေါ်သွားခဲ့ပါတယ်အချိန်အားလည်းည12နာရီထိုးနေဖြစ်တာကြောင့်ဘုရားကျောင်းရဲ့ခေါင်းလောင်းတန်ကမြည်လာခဲ့ပြီးချိန်နှုန်းမြင့်အတန်တွေကိုမခံစားနိုင်ခဲ့ကြတဲ့ကပ်ပါးနှစ်ကောင်ကတော့လက်ခံကောင်းလေးစီကနေခွဲထွက်သွားခဲ့ကြပါတယ်ဂျိုနဲ့အဒီတို့နှစ်ယောက်လည်းလူသားဖြစ်နေရှယ်ကျုံးခဲ့ကြပြီးတော့ဂရီဒတ်ကအဒီရဲ့ခေါင်းကိုတန်တိုင်းနဲ့စောင့်ပစ်လိုက်ကစောက်ခေါက်တဲတဲ့ပြီးထိုးနေခဲ့ပါတယ် ပြီးတော့သူကအရင်ကားလေးချွေးကိုပြောင်းလဲသွားခဲ့ပြီးတော့အက်ဒီကိုအောက်ကိုပြစ်ချလိုက်တာကန်ကောင်းကျွန်တော်ဗန်ဒမ်ကထွက်လာခဲ့ပြီးတော့အက်ဒီကိုအထိမနာအောင်လှုပ်ပေးလိုက်ပါလိပြီးတော့နှစ်ယောက်သားပုံစံအတူတူပြောင်းပြီးတော့ခုံတိုက်ခဲ့ကြတာကသူတို့အားလုံးအောက်ကိုပြုတ်ချလာခဲ့ပါတော့တယ်အဲဒါကြောင့်သူတို့နှစ်ယောက်လူပုံစံဖြစ်နေခဲ့ကြတော့ကဂလီဒက်ဆာအက်ဒီရဲ့ခေါင်းကိုပလတ်စတစ်အိမ်နဲ့ဆွတ်လိုက်ပြီးတော့အသက်ရှူကျပ်သေးအောင်လှုပ်ခဲ့တာကန်ကောင်းကျွန်တော်ဗန်ဒမ်ကထွက်လာတာကြောင့်အက်ဒီလည်းအသက်ရှူချောင်သွားခဲ့ရပါလိဂါနီရှာအန်ဒီကိုအဆောင်ဝင်အပေါ်ဆုံးတက်ကိုခေါ်သွားခဲ့ပြီး အပြက်စီးပိုင်းစားတွေကိုတော့အောက်မှာလဲကြတဲ့ဗန်နွန်ဘော်ကိုပြစ်ချခဲ့ပါတယ်။ဖရန်စစ်ကအန်ဒီကိုကာနီရှ်ကတားဖို့အတွက်လုံနေအောင်ရိပ်မိသွားခဲ့ပြီးတော့ကာနီရှ်ရဲ့လုံရက်တွေကလွန်လွန်လာတာကြောင့်သူမကတားဖို့အတွက်ကြိုးစားခဲ့ပါတယ်။သူမကသူမအော်တန်ကိုတုံးပြီးတော့ကာနီရှ်တို့ကိုတိုက်ခိုက်ဖို့လုပ်ခဲ့ပေမဲ့ကာနီရှ်ကသူမရဲ့ပါဇက်ကိုပိတ်ပစ်လိုက်ပြီးတော့အသက်ရှူချက်အောင်လုပ်ပစ်လိုက်တာကြောင့်ဖရန်စစ်တယောက်သတိမေ့သွားခဲ့ပါတော့တယ်။ဒါအောင်မြင်လိုက်လဲကလီတက်စ်ကလည်းစိတ်ပူပြီးတော့သွားကြည့်ခြင်းခဲ့ပေမဲ့ကာနီရှ်ကခွင့်မပြုဘဲကိုယ်ထဲမှာပဲချုပ်ထားလိုက်တာပါ။ ဂါနီဆိုဘလို့မှမနိုင်နိုင်လို့စိတ်ပြက်နေဗန်နော့မ်ကဂါနီဆန်ဂလီတာဆိုကသူနဲ့အဒီရိုလောက်တန်းအောင်စီမမြဲကြတော့တီးသွားပြီးတပန်တက်ချဖို့တော့စိတ်ဓာတ်တွေပြန်ပြီးတော့တက်ကြွလာခဲ့ပါလေဗန်နော့ကဘေးနာတန်တုပ်ချုံတလက်ကိုယူပြီးတော့အဆောင်ဘောကိုပြေးတက်သွားခဲ့ကအန်နီကိုစားဖို့လုံနေဂါနီဆန်မျက်လုံးတဲတဲ့ကိုစိုက်ချပြစ်လိုက်ပါလေပြီးတော့ဗန်နော့ကအန်နီကိုအောက်ကိုဖြည်းဖြည်းချင်းခြာပစ်လိုက်ပြီးဂါရီရှာလည်းပြန်ထလာခဲ့ကဗန်နော့ကိုတစ်ခါထတ်ကျိတ်ခဲ့ပါလေဂါနီစတော့ဗန်နော့နဲ့အလုံးရှုံနေအောင်ဖရန်စစ်ကပြန်ထလာခဲ့ပြီးတော့ ကာနီရှိုနောက်ကနေတိုက်ခိုက်ဖို့အတွက်လှုပ်ခဲ့ပါတယ်။ဒါပေမဲ့ဖြစ်ချင်တော့ကာနီရှိုကတတိထားမိခဲ့ပြီးတော့ဖရန်စစ်ကိုအောက်ကိုတွန်းချပစ်လိုက်ကာဖရန်စစ်ကလည်းသူပြုံးမကြခင်ချိန်လေးမှာကာနီရှိုကသူ့မရဲ့အော်တန်နဲ့ကွဲထွက်သွားအောင်လှုပ်ပစ်လိုက်ပါတယ်။ဒါပေမဲ့သူ့မရဲ့အော်တန်ကြောင့်ခေါင်းလောင်းကလည်းပြုတ်ကျလာခဲ့ပြီးတော့ဖားအောင်လို့တုံးပြီးသေလို့သူ့မကလည်းအော်လွန်ပြီးတော့ခေါင်းလောင်းပြီးကကိစ္စချိုးသွားခဲ့ပါတယ်။ဂလီဒတ်စ်နဲ့ကာနီရှိုကတော့တကွဲတပြားစီဖြစ်သွားခဲ့ကြပြီးကာနီရှိုကဂလီဒတ်စ်ရဲ့ကိုယ်ထဲကိုပြန်ဝင်ဖို့အတွက်ဒီယိုတိုက်လျှောက်လာခဲ့ပြီးမြဲ ဗန်နမ်ကကောက်ယူလိုက်ပြီးတော့ငါကိုယ်တွေအထွက်လာတဲ့ကောင်ငါတဲကိုပြန်ဝင်စမ်းလို့ပြောလိုက်ပြီးကြိုက်စားပြစ်လိုက်ပါတော့တယ်ပြီးတော့ဂရီဒတ်ကလည်းသေတံချခံထားတဲ့သူပြစ်တာကြောင့်အဒီကစားခွင့်ပေးလိုက်ပြီးတော့ဗန်နမ်လည်းနောက်ထပ်အုံနောက်တစ်ခုကိုဝါဒီဖွင့်လိုက်ရပါတယ်အဲဒီချိန်ကိစ္စတွေအားလုံးပြီးသွားတဲ့ခါကျတော့မှပြည်သူဝိုင်းနေရဲလာခဲ့ပြီးတော့အဒီနဲ့ဗန်နမ်တို့ကမကြခင်မှာဆေးဆက်တော့မဲ့အန်နာနဲ့ဒန်တို့ကိုဂုံပြူစကားပြောပေးလိုက်ကလမ်းခွဲလာခဲ့ကြပါတယ် အဲ့ဒီချိန်မှာဘယ်သူမှမတိလိုက်ကြတာကတော့ရဲရာရှိပက်ထရစ်မူရီကန်မျက်လုံးတွေကရုတ်တရက်လင်းလာခဲ့တာပဲဖြစ်ပြီးနောက်ထပ်ရတ္တပတ်အနေငယ်ကြားတဲ့ခါမှာတော့ Venom နဲ့ Eddie တို့ကကန်ဂျီတို့ခုမှရောက်နေခဲ့ကြပါတယ်သူတို့နှစ်ယောက်ကနောက်လာမဲ့အနာဂတ်မှာဘာတွေလုပ်ကြမလဲဆိုတာကိုတိုင်ပင်နေခဲ့ကြတာဖြစ်ပြီးဒီလိုနဲ့ပဲ Venom Leather Be Carnage ဇလန်းကလည်းဒီမာတွေမဲ့ဆုံးသက်သွားခဲ့ပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါဆိုဒီနေ့အတွက်တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျာဒါကတော့ Venom နံပါတ်2 Leather Be Carnage ဖြစ်ပါတယ် အဲ့တော့ဒီနေ့စီစဉ်လဲကျင်းတတ်ကြမယ်ထင်ပါတယ်။နောက်များမကြာခင်မှာလဲ Vanno number no. 3 The Last Dance ကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါဦးမယ်ခင်ဗျ။အဲ့တော့ဒီကြားထဲမှာလဲနောက်ထပ် Rather ဆုံးဇာတ်ကားတွေကို recap တင်ဆက်ပေးနေကျွန်တော်ပြန်လဲပြီးတော့တွေးဆုံကြပါဦးမယ်။ဆိုတော့ကျွန်တော်ရဲ့ channel subscribe လုပ်အပ်သေးလှူထားပြီးတော့ဘေးနားအကောင်းလုံးလေးနှိပ်ထားပေးပါဦးခင်ဗျ။ရုပ်ရှင်ကားတွေအပြည့်ပြန်ကြည့်ချင်တယ်ဆိုရင်လဲ Telegram channel လေးကို join ထားပေးလို့ရပါတယ်။ဆိုတော့ဒီဒီမှာအစားကနေအဆုံးထိလိုက်ပါကြည့်ရှုပြီးတော့အချိန်ပေးခဲ့ကြတဲ့ပရိသတ်များတောက်ချင်းဆိုင်ကိုလဲ Jesus တို့ပဲတင်ရှိပါရခင်ဗျ။ကျွန်တော်အန်ခင်မူပါ။